ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့တမီးကလာခဲ့ပါဟုဆိုကြ၏။ကြားတော်သူကလည်းလာခဲ့ပါဟုဆိုပါစေ။ရင်ငတ်တော်သူသည်လာပါစေ။အလိုရှိတော်သူသည်အဖိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေ။အသက်ရည်ကိုပေးတဲ့ဝိညာဉ်တော်ဟာ အဖေဖျားသခင်ဖြစ်ပါလေ။ဒါဆိုရင်အဖေဖျားသခင်နဲ့အတူ အသက်ရည်ကိုပေးတဲ့မင်္ဂလာဆောင်သူတို့တမီးကဘသူပါလဲ။ တချို့ကအသက်ရည်ကိုပေးတဲ့မင်္ဂလာဆောင်တို့တမီးဟာတန်ရှင်းသူတွေဖြစ်တယ်လို့ပြောဆိုကြပါတယ်။အကြောင်းရင်းကတော့တန်ရှင်းသူတွေဟာအသက်ရည်ကိုဖျားသခင်စီကနေရရှိပြီးလူတွေစီပြန်တက်ဆောင်ပေးတဲ့အတွက်ကြောင့်လို့ပြောကြပါတယ်။ဖျားသခင်ပိုင်ဆိုင်တဲ့အရာကိုလက်ခံရရှိပြီးပြန်တက်ဆောင်ပေးရတာကိုတန်ရှင်းသူတွေက ပေးတာဖြစ်တယ်လို့ပြောနိုင်ပါသလား။ဥပမာအနေနဲ့စာတွေကိုပို့ပေးတဲ့စာပို့သမားအကြောင်းကိုစဉ်းစားကြည့်ကြရအောင်။ စာပို့သမားကကျွန်တော်ကပေးရလို့ပြောပါသလားအဲ့ဒီလိုမပြောပါဘူးပေးချင်းနဲ့ပို့ဆောင်ပေးချင်းရဲ့အတိတ်ပဲကလုံလုံလည်လည်ကွဲပြားတဲ့အတွက်ကြောင့်ဖြစ်ပါလေချက်ပြီးတော့ဖျားသခင်ပိုင်ဆိုင်တဲ့အရာကိုကျမတို့ကပေးတာဖြစ်တယ်လို့ပြောရင်ဘလို့ရလက်ဖြစ်လာမှာပါလဲငါတို့ဒီတင်တို့အဖို့ဤကြောက်ထဲကရေကို ထွက်စေရမည်လို့ မောရှင်ဟာသူ့ဆွမ်းရည်အားဖြင့်ကြောက်ထဲကနေရေထွက်စေခဲ့တယ်လို့မျိုးပြောခဲ့ပါတယ်။ရလတ်အနေနဲ့အဒီကိစ္စကြောင့်မောရှင်ဟာခါနန်ပြည်ကိုမဝင်နိုင်ခဲ့ပါဘူး။ဒီလိုပါပဲဖျာသခင်ရဲ့အသက်ရည်ကို ပို့ဆောင်ပေးရတဲ့တန်ရှင်းသူတွေဟာငါကအသက်ရည်ကိုပေးတယ်လို့ပြောရင်အဒီရလတ်ကဘလို့ဖြစ်မှာပါလဲ။သူတို့ဟာကောင်းကင်ခါနန်ကိုဘယ်တော့မှမဝင်နိုင်ပါဘူး။ တည့်ရီကိုပေးတဲ့သူဟာဖျာသခင်ဖြစ်ပါတယ်။အမှုပီပီငါသေးအာလဖာဖြစ်၏အိုမီဂါလည်းဖြစ်၏အစာနှင်းအဆုံးလည်းဖြစ်၏ရင်ငတ်တော်သူအားအသက်ဆန်းရီကို အဖိုးမယူဘဲငါပေးမည်။ဒါဆိုရင်ဒီခေတ်မှာအသက်ရည်ကို ပေးတဲ့ဖျားသခင်ကဘာတူပါလဲ ဝိညာဉ်တော်နေမင်္ဂလာဆောင်တို့တမီကလာခဲပါဟုဆိုကြ၏ကြားတော်သူကလည်းလာခဲပါဟုဆိုပါစေရင်ငတ်တော်သူသည်လာပါစေအလိုရှိတော်သူသည်အဖိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေတန်ရှင်သောဝိညာဉ်တော်အဖေဖျားသခင်နဲ့အတူအသက်ရည်ကိုပေးတဲ့မင်္ဂလာဆောင်တို့တမီကဘသူပါလဲလာခဲပါတူတငယ်ခင်ပွန်းတီးဟုသောမင်္ဂလာဆောင်တို့တမီကိုငါပြမည် ကြည်မြင့်သောတောင်သို့ဝိညာဉ်တော်အားဖြင့်ငါကိုဆောင်းသွား၍တန်ရှင်းသောယေရုရှလင်မြို့သည်ဖျာသခင်အထံတော်ကောင်းကင်ဘုံမှအစင်းသက်သည်ကိုငါအားပြလေ၏။မိလာဆောင်တို့သမီးဟာတိုးတငယ်ဖြစ်တဲ့အဖေဖျာသခင်ရဲ့ဇနီးဖြစ်ပြီးကောင်းကင်ယေရုရှလင်ဖြစ်ပါလေ။အဖေဖျာသခင်ရဲ့ဇနီးဖြစ်တဲ့မိလာဆောင်တို့သမီးကောင်းကင်ယေရုရှလင်ကိုကျမ်းစာကဘယ်သူလို့ပြောနေပါသလဲ။ အပေါ်မှာရှိသောယေရုရှလင်မြို့မူကခသင်းသောငါတို့၏အမိတည်ဟုသောကျွန်မမဟုတ်သောမိမဖြစ်သည်အဖေဖျားသခင်ရဲ့ဇနီးဖြစ်တဲ့မင်္ဂလာဆောင်တို့ သမီးဟာကယ်တင်ခြင်းခံရမယ့်တာသမီးတွေရဲ့အမေဖြစ်ပါတယ်။အဖေဖျားသခင်နဲ့အမေဖျားသခင်ပေးတဲ့အသက်ရည်အားဖြင့်သာဝရအသက်ကောင်းချီးကိုရရှိကြဖို့မျှော်လင့်ပါတယ်။